ကဲပရိသတ်တို့ရေးဒီဒီနဲ့ပြပြောအောင်လာတော့လောကကိုပြည်သူတွေက social punishment ပေးပြီးတော့ဟို UK မှာအန်ခံရတဲ့အကြောင်းကျွန်တော်သက်ဆက်ပြီးတော့ကနော်ပြည်သူတယောက်ကဘုလို့ပြောကြသွားပါတယ် Australia မှာကြောင်းတက်ရေး motivation အကြောင်းတွေ YouTube ကနေတဆင်လူတိညားလာတဲ့နေရာဖြစ်တယ် Facebook ကနေတဆင်လဲလောကတဲ့နှစ်တွေက အာဏာသိမ်းမှုဖြစ်ပွားပြီးတော့လူတွေတဲ့အထံဆန့်ကျင်ကြတဲ့အချိန်ကကရင်ပြည်အတွက်အကူအညီပေးရင်လူပိုတည်လာတဲ့ဒုညပဲဖြစ်ပါတယ်။နောက်တော့ UK ရောက်လာတော့တောက်လျှောက်ကြောက်လျှောက်တဲ့အချိန်ကဝင်ခွင့်မရတဲ့သူတွေကနိုင်ငံရေးရပ်တည်ခြင်းနဲ့ထောက်ခံမှုတွေနဲ့ UK မှာကြောင်းဝင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ဆက်စားခြင်းကာလမှာတော့ UK ကမြန်မာတိုင်းရင်းစနာပြပွဲဒီမှာပါဝင်ခဲ့ပြီမယ်။ နောက်ပိုင်းမြမအရေးနဲ့ပတ်သက်လို့ဘာမှထုတ်ပြောမရှိတော့ဘူးလို့ UK မှာဒုက္ခတဲ့အဖြစ်လုံးဝအတန်တိတ်သွားတဲ့သူမျိုးဖြစ်ပါတယ်မြန်မာနိုင်ငံပြည်တွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေအခြေအနေတွေအလုံးကိုကောင်းကောင်းသိလျင်လေလုံးဝကိုလက်လူရှူထားကြတာဖြစ်ပါတယ်ဒီလိုကောင်းတွေတော့တေးချမှတ်ထားရပါမယ်နိုင်ငံရဲ့တေးချကိုတော့တတိယနိုင်ငံမှာနိုင်ငံသားဖြစ်ရေးဆိုတဲ့ရည်ရွယ်ချက် ညှို့ပူးချက်တွေအတွက်လုံးလုံးခန့်ချသူတွေဖြစ်ပါတယ်။ UK ရောက်တော့တာတော့ဒီမှာနိုင်ငံကြီးတော့ထုတ်မပြောပဲဒီတွင်းကလူငယ်တွေကိုတင်တန်းရောက်စားတင်တန်းတွေရောင်းစားပြီးကြားဖြတ်လို့တင်တန်းဖွင့်ချတဲ့အဲ့ဒီလှုပ်ဆောင်ချက်တွေနဲ့ဝင်ဝင်ရှာကြတဲ့သူဖြစ်ပါတယ်။မြန်မာတိုင်းဝိုင်းမှာတော့တုံးဖက်ချွန်အပေါ်ကြီးနာမည်နဲ့လူတီများပါတယ်။နာမည်ကြီးလို့စိတ်ရမ်းပြင်းထန်ပြီးလူတီများတဲ့သူတွေကိုဖိတ်ခေါ်ဖိုကက်လုပ်လို့ရှိသူလဲဖြစ်ကြတယ်လို့ ကိုလိုပြည်သူပြောက်ကပြောသွားပါတယ်